ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်အခုနောက်ပဲကျွန်တော်တို့ Joshua Van ကတော့နိုင်မိုးတပွဲကိုယူပြလိုက်လိုက်ပြီးဖြစ်ပါတယ် Brazil Fighter Bruno Silva နဲ့ထိုးတက်ခဲ့ပြီး Bruno Silva ကိုတတိယအချိန်မှာပဲ TKO နဲ့အနိုင်ပြနိုင်ခဲ့ပါတယ် Joshua Van ဒီပွဲမှာမြန်မာ ပြည်သက်တွေသူ့ကိုပါဝါလက်သီးမရှိဘူးလို့ထင်နေတဲ့အချက်ကိုတန်လျာကင်းသွားအောင်လို့ Joshua Van လုတ်ပြနိုင်ခဲ့ပါတယ် အရင်ရှစ်ပွဲတွေမှာသူ့အနေနဲ့သူ့ထက်ခေါင်းတလုံးပိုတာနေတဲ့ fighter တွေနဲ့ထိုးရတာဖြစ်လို့သူအလဲမထိုးပြနိုင်တဲ့အကြောင်း fighter တွေကပတ်ပြေးနေတာဖြစ်လို့အလဲမထိုးပြနိုင်တဲ့အကြောင်းပွဲစဉ် interview တွေမှာကလည်းသူကပြောဆိုခဲ့ပါတယ်ဒီနေ့ပွဲမှာတော့သူအနေနဲ့သူနဲ့ side to guide to fighter ကိုအကောင်းဆုံးအလဲထိုးပြနိုင်ခဲ့ပါပြီ။ပထမအချိန်မှာ Greg က Joshua Van က Bruno Silva ကို knock down ကြအောင်ထိုးပြနိုင်ပါတယ်။ဒုတိယအချိန်မှာဆိုလဲ Bruno Silva ကို Joshua Van က knock down ကြအောင်ထပ်ပြီးထိုးပြပါတယ်။တပွဲလုံးမှာလေ Joshua Van အကောင်းဆုံး ထိုးသက်ပြခဲ့တာပါတတိယအချီရဲ့နောက်ဆုံးမိနစ်အရောက်မှာတော့ဂျောရှွာဗန်ကဘူနိုဆေးဗာကိုအကောင်းဆုံးလက်သီးထိုးချက်တွေနဲ့အမှောက်သိမ့်လိုက်ပါတယ်အဓိကလက်သီးထိုးချက်ကတော့ညာလက် over right hand ဖြစ်ပါတယ်ညာလက်သီးနဲ့ပဲဂျောရှွာဗန်ကဘူနိုဆေးဗာကိုအမှောက်သိမ့်ပြလိုက်တာပါဂျောရှွာဗန်ကအခုဆိုရင် UFC flyweight တန်းမှာလက်ရှိချန်ပီယံပန်ဒိုဂျာပြီးရင် UFC ရဲ့ခုနှစ်ပွဲဆက်တဲ့နိုင်ပွဲတွေယူပြနိုင်တဲ့ fighter ဖြစ်လာခဲ့ပါပြီ ဂျိုရှွာဘန်ကတကယ်ကိုစွမ်းဆောင်ရောင်းနေချပြနိုင်ခဲ့ပါတယ်။အဲဒါကြောင့်မလို့ဂျိုရှွာဘန်အနေနဲ့ performance of the night bonus ကိုတင်ပိုင်နိုင်မလားဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျာ။ဂျိုရှွာဘန်အနေနဲ့အခုလိုမျိုးစွမ်းဆောင်ပြခဲ့တာကြောင့် preview တော်တော်များများကလည်းချီးကျူးနေပြီးအနာဂတ် champion တဦးလိုထပ်မံတင်စားနေပါပြီ။ဒါကြောင့်မလို့လာမယ့်ပွဲက Joshua Ben အနေနဲ့ top 10ရဲ့ fighter နဲ့ထိုးတက်ရမယ့်ပွဲသေးတာပေါ့ဖြစ်သွားပါပြီ။ Joshua Ben နဲ့ Bruno Silva ကိုတကယ်ကောင်းမွန်လို့ ਨੇ စွမ်းဆောင်ရည်တွေနဲ့ကိုအနိုင်ပြနိုင်ခဲ့တာပါ Joshua Ben မြန်မာပြည်သက်တွေဂုံယူအောင်လို့အကောင်းဆုံးစွမ်းဆောင်ရည်ကိုချပြနိုင်ခဲ့တဲ့ပွဲချင်းတစ်ပွဲလို့ဆိုရမှာပါ။လက်ရှိချိန်မှာတော့ Joshua Van UFC မှာ၈ပွဲထိုးသက်ထားပြီး9ပွဲနိုင်တဲ့ပွဲရှုံး2ပွဲကို TKO တွေနဲ့အနိုင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ Joshua Van နေနဲ့လာမယ့်ပွဲတွေမှာဘလို့ပွဲချင်းတစ်ပွဲပြောင်းဖန်တီးသွားမလဲဆိုတာဆက်လက်စောင့်ကြည့်သွားကြမှာဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုအထူးကျေးဇူးတင်ရှိပါခင်ဗျာ။နောက်ရက်ဒီမှာလဲကျွန်တော်တို့ရဲ့ channel ကနေ ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစဉ်းစားပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲပါရဲ့ပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ